မင်္ဂလာပါရှင်။ကျွန်မ long term memory ရဲ့အကြောင်းလေးကိုဆွေးနွေးပေးနေတာပါ။အားလေးကိုဆက်နေပြီးဆွေးနွေးပေးမှာပါဖြစ်ချင်း။အဲဒီ long term memory မှာဆိုလို့ရှိရင် तू ဟာရရှိလာတဲ့သတင်းအချက်အလက်တွေကို तू ဟာအတော်အသင့် तू ဟာခိုင်မြဲတယ်။ခိုင်ခိုင်မြဲမြဲ तू ဟာပေါ့နော်။သိထားနိုင်တယ်။ပြီးတော့သူ့ရဲ့ဒီ long term memory မှာကြတော့ပေါ့နော်။ तू ဟာရှေ့မှာ attention နေရှိမယ်။ နောက်ပြီးတော့ဒီထက်ကထက်က maintain နဲ့ rehearsal တွေလုပ်တဲ့အခါမှာပို့ပြီးတော့သူကခိုင်မြဲခိုင်ခိုင်မြဲမြဲပို့ပြီးတော့မှတ်မိစေနိုင်တယ်သိစဲထားနိုင်တယ်နောက်တစ်ခါမြောက်များစွာသောအချက်လက်တွေကိုစူးစီးသိစဲနိုင်တယ်နောက်တစ်ခါပမာဏသူ့ရဲ့တရင်ချက်လက်ရဲ့ပမာဏကလည်းဟိုကန့်တတ်မှုမရှိဘူးပေါ့နော်အဆုံးအစမရှိပေါ့နော်မှန်ညာကောင်းရင်ကောင်းတယ်လို့ဟောတဲ့သူကမှတ်မှတ်မိစေနိုင်တယ်နောက်ပြီးတော့သူ့ရဲ့အချိန်ကာလအဖြစ်လည်းသူကြာရှည်ပေါ့နော် ဒါမှတ်မိသွားစေနိုင်တယ်ပေါ့ long term memory ကိုရောက်သွားလို့ရှိရင်အဲ့ဒါလေးတွေကိုကျွန်မဆွေးနွေးပေးသွားခဲ့ပါတယ်ရှင်ဒီနေ့မှလည်းပဲဆက်လက်ပြီးတော့ပေါ့เนาะကျွန်မတို့ဒီမှတ်ညာအမျိုးအစားတွေလိုက်ပေါ့เนาะဒီအမျိုးအစားလိုက်ခွဲခြားထားတဲ့ဒီမှတ်ညာအမျိုးအစားတွေရှိတယ်ဒီမှာဆိုရင် long term memory memory by type အဲ့ဒီမှာဆိုလို့ရှိရင် explicit memory သူကကြတော့ကျမတို့တိစိတ်ကနေပြီးတော့မှတ်မိရဲ့မှတ်ဉာဏ်နောက်တစ်ခုက implicit memory မတိစိတ်ကမှတ်မိရဲ့မှတ်ဉာဏ်အဲ့ဒီမှာဆိုလေ require အဓိက require conscious awareness သူရဲ့တိစိတ်ကနေပြီးတော့သူ့ကိုမလုပ်ပြရမလို့ဆိုရင်ဒါမှတ်မိစေအောင်ဆောင်ရွက်ပေးရမယ်။ဟိုကတော့တိစိတ်မလိုဘူးပေါ့နော် require does not require ပေါ့နော်ဒါ implicit သူကမတိစိတ်ကနေမှတ်မှာဟုတ်ဒါကြောင့်သူက သူ့ရဲ့မတိစိတ်ကကိုပဲမှတ်မိသွားစေရာမျိုးပေါ့နော်အဲ့ဒီမှတ်မိသွားစေတဲ့ကျမတို့ဒီအမျိုးအစားနှစ်ခုမှာဆိုရင်သူက explicit memory နဲ့ implicit memory အဲ့ဒီတိစိတ်ကမှတ်မိတဲ့မှတ်ဉာဏ်နဲ့မတိစိတ်ကမှတ်မိတဲ့မှတ်ဉာဏ်မှာဆက်ပြီးတော့သူကထပ်ပြီးတော့ဗာဖြစ်သွားအောင်ဆိုရင်အမျိုးအစား꿰သွားတယ်ဒီ explicit memory ဆိုတဲ့တိစိတ်ကမှတ်မိတဲ့မှတ်ဉာဏ်မှာဆိုရင်သူကဘာတွေဖြစ်ဘာတွေထပ်꿰သွားမလို့ဆိုရင်အချက်လက်တွေနောက်တစ်ခုကမိမိရဲ့ ခြေခံသိပညာတွေပေါ့နော်အဲ့ဒီခြေခံသိပညာတွေပေါ်မှာမူတည်ပြီးတော့သူကရရှိလာစေတဲ့မှတ်မိမှုတွေပေါ့နော်သိစိတ်ကမှတ်မိပုံမှုတွေ symmetric memory ဆိုပြီးတော့ symmetric memory သူကကြတော့ဒါသူ့ရဲ့ဒီမိမိရဲ့ခြေခံအသိပညာတွေကနေမှမှတ်မိမှုတွေကိုသိစိတ်ကနေမှတ်မိလာစေတာနောက်တစ်ခုကကြတော့ personality ဆိုတာကြသူက personality မိမိရဲ့တယောက်ချင်းစီတိုင်းမှာရှိနေတဲ့ experience တွေ နဲ့လည်းဆိုင်အတွေ့အကြုံနေနဲ့ဆိုင်မှာပေါ့နော်အဲလူတူးနဲ့တူဦးကအတွေ့အကြုံတစ်ခုနဲ့တစ်ခုဟာမတူညီတတ်ကြဘူးလေမတူညီတတ်ကြဘူးဆိုတော့မိမိရဲ့တူးချင်းစီမှာရှိနေတဲ့အတွေ့အကြုံမှာမူတည်ပြီးတော့သိရှိနေတဲ့အသည့်တွေကိုအခြေခံပြီးတော့ရရှိလာတဲ့သိစိတ်ကနေမှတ်မိတယ်မှတ်ဉာဏ်လေးဆိုပြီးတော့ဖြတ်ပြီးတော့နှစ်ခုကွဲသွားပါတယ်ဒီကကျမတို့သိစိတ်မှတ်ဉာဏ်ပါဘောပဲအဲ့လိုမျိုးကွဲသွားပြီးတဲ့အခါမှာဒါဆိုရင် ဒီမှတ်မိစေတာအသိစိတ်ကလည်းမှတ်မိစေတယ်မသိစိတ်ကလည်းမှတ်မိစေဒါဆိုရင်သိစိတ်ကမှတ်မိတဲ့အခါမှာမိမိမှာရှိနေတဲ့အချက်လက်တွေရေဘူးရအသိပညာဘူဒ္ဓတွေရလည်းတစ်ခုပါဝင်မယ်နောက်တစ်ခုကကြတော့တယောက်ချင်းစီမှာရှိနေတဲ့အတွေ့အကြုံတွေပေါ့နော်အာဒါတွေရလည်းအချက်တစ်ချက်နေနဲ့ပါဝင်မယ်မှတ်မိမှုမှာပေါ့နော်အမှတ်ဉာဏ်မှာအကြောင်းအရာတစ်ခုနေနဲ့ပါဝင်နေမယ်ဟုတ်ပြီဒါဆိုရင်ကျမတို့မသိစိတ် implicit memory မှာဆိုလို့ရှိရင် तू ကဒီတိစိတ်မလိုအပ်ဘူး तू အလိုလိုကိုဖြစ်ပေါ်လာတာဟုတ်ဒါဆိုရင် procedure procedural memory ဆိုတာကြတော့ तू ကဘလို့ဆိုလို့ရှိရင်မတော်โอ้ดอซาวနေတဲ့လုတ်တိုင်းကိုပေါ့เนาะဒါပြီးဘာပြီးရင်ဘာလုပ်ရမလဲဘာပြီးရင်ဘာလုပ်ရမလဲဆိုတာမျိုးမဟုတ်တော့ဘူးဟိုသူ့အလိုလိုကိုဘာဖြစ်တော့တည်သွားတာပေါ့เนาะဟိုဥပမာ ကျမတို့ဒီ ထမင်းချက်တယ်ဆိုတာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ချက်နေကြလူကဟိုဘလို့ဘာလေးဟိုစက်တုံစက်တုံမြူနေစက်တုံညီလေးကိုရင်စီတက်ရမယ်ပြီးရင်ကြီးအယောင်တေမုံလေးထည့်မယ်ပြီးရင်ခဲညွန်သီးထည့်မယ်စက်တုံထည့်မယ်စသည်ဖြင့်ပေါ့နော်ဘလို့အသားလေးကိုလုံးပြီးတော့ဘလို့ထည့်မယ်ဒါလေးဟိုဟိုမတက်ခင်မှာတော့မတိသေးခင်မှာတော့ဒါဟိုအသေးစိတ်ဒါမှတ်နေရတာပေါ့ တိသွားပြီဆိုလို့ရှိရင်ကျတော့ဓာကြီးကိုအသေးစိတ်မှတ်ဆရာမလို့သူ့ရဲ့မတိစိတ်ကပေါ့လိုလျောက်လှုပ်ဆောင်တတ်သွားတာအဲ့လိုပဲထမင်းအိုးစတဲ့ပြီဆိုထမင်းအိုးကိုကန်လိုက်ပြီဆိုကြရအာကိုယ့်အိမ်မှာဆန်နှစ်ဘူးချက်တယ်ဆိုဆန်နှစ်ဘူးကိုဒါကိုတိစိတ်ကနေပြီးတော့ပြောနေစရာမလိုဘူးမတိစိတ်ကဟိုပဲသူ့လိုလိုဆန်နှစ်ဘူးထည့်သွားတယ်ရေကိုဘလို့ထည့်ရမယ်ဆိုတာသူ့မတိစိတ်ကပဲလှုပ်ဆောင်တတ်သွားတယ်ဒါသူ့ရဲ့အစီအစဉ်တကြပေါ့နော်ဒါလှုပ်ဆောင်တတ်သွားမယ်ဥပမာစမင်းစီရနဲ့ကျွန်မရှေ့ပိုင်းမှာ brain development မှာကျွန်မဥပမာပေးခဲ့တယ်နေတူပဲ စပိန်မရှိတဲ့ခင်တော့စပိန်လက်ကင်လေးကိုဘလို့ကန်ရမယ်မိမိကိုဟန်လေးကိုဘလို့ထိန်းသိမ်းရမယ်ခြေရောက်ကလေးကိုဘလို့စတင်မယ်ခန္ဓာကိုယ်ကိုမဆောင်မတင်ရဘူးစပိန်စီးပါပေါ့ဟဲ့တက်သူ့အနေနဲ့သူပေါ့နော်ဒါတိစိတ်ကနေပြီးတော့တိစိတ်ရလာအောင်တင်ရတာအဲ့လိုမဟုတ်ဘဲနဲ့တက်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့မတိစိတ်ကနေကစပိန်ကိုမြင်လိုက်တာနဲ့တပြေပြေစပိန်စီးရောမယ်ဆိုရင်ခုနလိုမျိုးအချက်တွေတွေးစရာမလိုတော့အလိုလိုနင်းတက်သွားတာဒါမျိုးဟာကျမတို့ ဒါကိုမတိစိတ်ကလုံးဆောင်နေမတိစိတ်ကမှတ်ဉာဏ်လို့ခေါ်ပါတယ် implicit memory ဒါဆိုရင် procedural memory ဆိုတာကကြတော့သူ့ရဲ့မှတ်မိမတိစိတ်ကမှတ်ထားတဲ့အသည့်ပေါ်မှာမူတည်ပြီးတော့ဘာဖြစ်သွားအောင်ဆိုရင်အလိုလျောက်လုံးဆောင်သွားနိုင်တာဒါမျိုးကိုဆိုလိုတာပါဒါမျိုးတစ်ချက်ထပ်ပြီးတော့သူက ရရှိလာစေမယ်။နောက်တစ်ခုက primary ဆိုတာကကြတော့သူကဒီအရာဝိတ္ထုတွေစကလုံးနေနေပေါ့နော်ဒါတွေကိုဒါသူကစကလုံးနေနေထပ်တူပြုပြီးရောပေါ့နော်ဒါစကလုံးတွေကိုပြန်ပြီးရောဒါပြောဆိုနိုင်တာပေါ့ပြောတတ်တာပေါ့အဲဒါကလည်းသူ့ရဲ့မှတ်ဉာဏ်မျိုးစားထဲမှာသူစိတ်ကရောပဲအလိုလိုပဲထွက်လာတာဟိုစင်ဒါကြီးကိုဒီတိစိတ်ကနေပြီးရောဒါဆက်ပြီးရော process လုပ်ပြီးရောထုတ်ပေါ်စရာဘာမလို့တချို့ဆိုလို့ရှိရင်လေစကားပြောတဲ့အခါမှာ အဲဒေါက်ကနေဒိုးကနေဒေါက်ကနေသူမှန်မှန်ပြောတတ်တယ်အဲအလဲသူ့ရဲ့ memory မှာအားကောင်းတာပေါ့နော်အဲ့ memory ပိုအားကောင်းတာသူများဒီကြောင်ရာကိုသူတွေးတော့မှရှိသေးတယ်သူကဒေါက်သူ့ရဲ့မတိစိတ်က implicit memory ကနေပြီးတော့ထုတ်ပေးလိုက်တာ retriever လုတ်ပေးလိုက်တာပေါ့နော်သူများတဲ့ပို့ပြီးတော့စကလုံးတွေကိုပို့ပြောတတ်တယ်အရာဝတ္ထုတွေကိုဆိုလဲသူကပို့ပြီးတော့မှတ်မိတတ်တယ်အဲဒါမတိစိတ်ကအလိုလိုကိုမှတ်မိနေတာပါနောက်တစ်ခုက learning through classical condition ဆိုတော့ကျမတို့ရှိတဲ့ pablo အကြောင်းကိုသင်ခဲ့ဘူးလေ pablo ရဲ့ဒါ theory ကိုကျမသင်ပြောဆွေးနွေးခဲ့ဘူးပါလေ pablo ရဲ့ theory အကြောင်းကိုကျမဆွေးနွေးခဲ့ဘူးလေဟိုခွေးလေးနဲ့ဥပမာပေးတာလေမိမိလိုချင်တဲ့အခြေအနေတစ်ခုကိုရရှိဖို့အတွက်အဲတခြားအခြေအနေတစ်ခုကိုဖန်တီးပြီးတော့ stimulus လုပ်တာ stimulate လုပ်တာ stimulate လုပ်တဲ့အခါမှာမိမိရချင်တဲ့အခြေအနေကိုရရှိလာတာ သူကအခြေအနေတွေကိုပေါင်းအခြေအနေတစ်ခုကဟိုဖြစ်ပေါ်နေတဲ့အခြေအနေကနေပြီးပေါ့ပေါ့နော်အဲမိမိလိုချင်တဲ့အခြေအနေကိုရရှိလာအောင်လှုံ့ဆော်မှုတွေပေးလိုက်တာပေါ့နော်လေ့ကျင့်မှုတွေနဲ့လှုံ့ဆော်မှုတွေပေါ့လေ့ကျင့်မှုမပါဘဲနဲ့တော့ဘယ်အရာမှမဖြစ်ပါဘူးလေ့ကျင့်မှုလိုတယ်လေ့ကျင့်မှုလှုံ့ဆော်မှုတွေနဲ့အတူလေ့ကျင့်မှုတွေပေးလိုက်တဲ့အခါမှာမိမိတို့ရရှိလာတဲ့ condition အခြေအနေတစ်ခုကိုရရှိလာစေတယ်ဒါလမ်းကြီးကနေပြီးတော့မှကျမတို့မှတ်မိဒါအဓိကပေါ့နော်မှတ်မိလာစေတဲ့အကြောင်းအရာစီပါဒါဆိုရင်ကျမတို့ဒီ မျိုးစားလိုက်ခွဲခြားထားတဲ့မျက်ညံမျိုးစားတွေရှိတယ်။ဒီမှာဆိုရင်တိစိတ်တွေရှိတယ်။မတိစိတ်ရှိမယ်။တိစိတ်မှာလည်းပဲသူ့ရဲ့အချက်လက်တွေဘဝတုဒ္ဒတွေကအခြေခံတာတစ်ခုရှိမယ်။နောက်တစ်ခါအဲတစ်ခုချင်းမှာရှိတယ်။အတွေ့အကြုံတွေပေါ်မှာလည်းအခြေခံတာရှိမယ်တိစိတ်မှာဟောပဲ။အဲမတိစိတ်မှာကြတော့လေသူ့ရဲ့ပေါ့နော်ဒါဒီလုံဆောင်တဲ့ procedure တွေကိုလည်းသူ့အစီအစဉ်တိုင်းမသိစိတ်ကနေပြီးတော့သူတော့သူ့ရဲ့ အတိညာပေါ်မှာမူတည်ပြီးလှုပ်ဆောင်သွားတယ်။နောက်တစ်ခုအရာဝတ္ထုတွေစကလုံးတွေပေါ်မှာလည်းသူကပို့ပြီးတော့ဒါမတိစိတ်ကနေထုတ်ပေါ်တတ်တာရှိတယ်။နောက်တစ်ခါမိမိလိုချင်တဲ့အခြေအနေတစ်ခုကိုရရှိဖို့အတွက်အခြားအခြေအနေတစ်ခုကိုဖန်တီးပေးခြင်းအပြင်ဒါအာ stimulate stimulate ပေါ့နော်လှုံ့ဆော်မှုတွေလေ့ကျင့်မှုတွေလှုံ့ဆော်မှုတွေလှုပ်ဆောင်ခြင်းအပြင်လည်းရရှိလာစေတဲ့မှတ်ဉာဏ်တွေဆိုပြီးတော့မှတ်ဉာဏ်အမျိုးအစားတွေလိုက်ပေါ့နော်သူရဲ့ကွဲပြားခြားနားချက်ရှိတယ်ဆိုတာတွေကို memory by type ဆိုပြီးတော့ကျွန်မရှိမှာနှစ်နှစ်ခု းဆွေးနွေးခဲ့ရဲ့ explicit memory နဲ့ implicit memory အဲ့ဒီ memory တွေကနေထပ်ခွဲသွားတဲ့ခွဲခြားချက်တွေကိုကျွန်မကျွန်မယခုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်မှတ်ဉာဏ်မျိုးစားလိုက်မျိုးစားတစ်ခုနဲ့တစ်ခုတွေဟာသူ့ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မတူညီကြဘူးပုံသဏ္ဍာန်မျိုးမျိုးရှိကြရဲဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။အဲ့ဒါဆိုရင်ကျွန်မတို့အဲဆိုလို့ရှိရင်ကျမတို့ရေရှည်မှတ်ဉာဏ်မှာ long term memory မှာဆိုလို့ရှိရင်သူက explicit memory declarative memory လို့လည်းခေါ်တယ်။တည်င်းအချက်လက်တွေကိုတိစိတ်ကနေပြီးတော့ပြန်လည်စုစည်းတယ်။တိစိတ်ကနေပြီးတော့တည်င်းအချက်လက်တွေကိုပြန်လည်စုစည်းတယ်။တိစိတ်ကနေပြီးတော့တိရှိထားတာတွေကိုအတိအကျပြန်ပြောပြနိုင်တဲ့အချက်လက်တွေအဲ့ဒီအချက်လက်တွေဟာအတွေ့အကြုံတွေကလည်းအရေးကြီးတယ်။အဲမိတူးချင်း personality personally experience ဆိုတာအရေးကြီးတယ်ဆိုတာရှေ့မှာကျွန်မဆွေးနွေးခဲ့တယ်။ဒါကြောင့်တည်င်းအချက်လက်တွေကိုတိစိတ်ကနေပြီးတော့ပြန်လည်စုစည်းတယ်။ အဲ့ဒီတိစိကတိရှိတာတွေကိုအတိအကျပြန်ပြောနိုင်တဲ့အချက်လက်တွေဟာအတွေ့အကြုံတွေရလဲဒီကကျမတို့ဒီဒီမှတ်ဉာဏ်ရေရှည်မှတ်ဉာဏ်အတွက်လိုအပ်တယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ implicit memory သူကကြတော့ non declarative memory သူကမတိမတာမှတ်နေရသူတို့ရဲ့မတိစိတ်ကနေမတိမတာလေးမှတ်နေရမှတ်မိနေတယ်မှတ်ဉာဏ် တချို့ကအဲ့မဲ့ညံပို့ပြီးတော့အားကောင်းတဲ့သူတွေရှိရယ်အဲ့ဒီမဲ့ညံမှာအပြုတ်မှုပေါ်မှာသူကတက်ရောက်စေရယ်တိစိတ်ကနေပြီးတော့ဟိုပြန်လဲမှတ်မိနိုင်တာမဟုတ်ဘူးသူ့ရဲ့ကျွမ်းကျင်မှုနေနဲ့တည်ယူခြင်းတွေကနေရရှိလာတဲ့သူ့ရဲ့မတိစိတ်ကမှတ်မိနေတဲ့မဲ့ညံလေးကိုခေါ်ရင်းဖြစ်ပါတယ်ဒါဆိုရင်ရေရှည်မဲ့ညံမှာလည်းဒီကဒီမတိစိတ်ကနေပြီးတော့ မှတ်မိတဲ့မှတ်မြန်တွေတိစိတ်အနေနဲ့မှတ်မိတဲ့မှတ်ဉာဏ်တွေဟာလည်းအရေးကြီးတဲ့ခန္ဓာကနေပါဝင်နေတယ်တဦးနဲ့တဦးပေါ်မှာတယောက်နဲ့တယောက်ဟာတူညီမှုမရှိဘူးတချို့ကအဓိကမတိစိတ်မှတ်ဉာဏ်ကပို့ပြီးတော့အကောက်တဲ့သူတွေကလည်းပို့တခြားသူတွေနဲ့မတူသူကဒိုးကနဲ့တောက်ကနဲ့နဲ့သူများမပြောနိုင်သေးသေးခင်သူများကစဉ်းစားနေတော့တိစိတ်ကစဉ်းစားနေတဲ့အချိန်မှာအဲ့ဒီလူကမတိစိတ်အကောက်တဲ့လူကသူများမပြောခင်မှာဒိုးကနဲ့တောက်ကနဲ့ပြည့် ပြန်ပြီးတော့ပေါ့နော်ဒါလေးကိုပြန်ပြီးတော့ပြော့ပြတ်တတ်တယ်ဆွေးနွေးတတ်တယ်ပေါ့အဲ့လိုမျိုးတွေရှိတယ်ဆိုတာလေးကို memory ဒီကမှတ်ညာအကြောင်းကိုလေ့လာခြင်းအပြင်သိရှိလာတာလေးကိုပြန်လည်မျှဝေဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ရေရှည်မှတ်ညာပေါ့နော် long term memory မှာဆိုရင်မှတ်မိခြင်းဟာတဲ့မိမိတူဦးဒီပေါ်မှာလာမိတီနေတာမဟုတ်ပါဘူးတဲ့ဒီမှာရှေ့ပိုင်းမှာဆွေးနွေးခဲ့တဲ့အထက်မှာပါတယ် ပဝင်းကျင်ရဲ့လှုပ်ဆော်မှုကြောင့်လည်းပို့ပြီးတော့ဒီကမှတ်မိနေတဲ့မှတ်ဉာဏ် long term memory ကိုပြန်ပြီးတော့ redriver ပြန်ထုတ်ပေးနိုင်တယ်ဆိုတာလေးကိုဆွေးနွေးခဲ့တာရှိတယ်။ပုံမြောက်ငါဆိုတာလေးကို ဟိုဒီတိုင်းဆိုရင်အလီတွေမှတ်မိနေတာမသိဘူးလေဒါပေမဲ့ခွန်အမြောက်ငါလို့တယောက်ကနေပြီးလှုပ်ဆောင်မှုပေးလိုက်တဲ့အခါမှာအော်ဒါဆိုရင်အလီပဲခွန်ငါလီဘလောက်ဆိုတာကိုသူပြောပြတတ်တယ်ပေါ့နော်ခွန်ငါလီ35ဆိုတာလေးကိုပြောပြတတ်တယ်ဒါကပတ်ဝန်းကျင်ကနေပြီးတော့လှုပ်ဆောင်မှုခွန်အမြောက်ငါဆိုတာလေးကိုလှုပ်ဆောင်မှုပေးလိုက်တာဒါဆိုရင်သူ့ရဲ့မှတ်ဉာဏ်ထဲမှာ long term memory ထဲမှာမှတ်ထားတဲ့အတီလေးကပြန်ပြီးတော့ recall ခေါ်တယ် retrieval ပြန်လုပ်ပေးတယ်ပြန်ထုတ်ပေးတယ်ပေါ့ဒါကြောင့်မှတ်မိခြင်းကတူဦးဒီမိမိတူဦးဒီတဲ့မှာမှမှုတီတီမီနေတာမဟုတ်ဘူးဆိုတာ ာဒီက memory ကျောင်းကိုလေ့လာခြင်းအပြင်သိရှိရတယ်။ဒါဆိုရင်ပတ်ဝန်းကျင်ကနေပြီးတော့ဒါလှုပ်ဆော်မှုတွေထက်ခါထက်ခါလေ့ကျင့်မှုတွေ attention ရရှိအောင်ပေါ့နော်။ကုညီပံပိုးခြင်းတွေ attention ရလဲတူတူယောက်ချင်းစီရဲ့မိမိစိတ်ဝင်စားမှုပေါ်မှာမူတည်ပြီး attention ရအားကောင်းတော့တာလေ။ကိုစိတ်ဝင်စားတဲ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့သူ့ကိုပေးမယ်ဆိုရင်သူ့ရဲ့ attention အားကောင်းမယ်။ဒါဆိုလို့ရှိရင်ထက်ခါထက်ခါလေ့ကျင့်မှုတွေနဲ့ သူ့ရဲ့မှတ်ညာအကောင်းနဲ့မှတ်ညာတွေကိုရရှိလာစေမှာဖြစ်ပါတယ်။ဒါဆိုရင်မှတ်မိဖို့လှုပ်ဆော်ပေးတဲ့မိမိပါဝင်ခြင်းမှာရှိတဲ့ retriever cube တွေဟာလည်းအဲ့ဒီပုံမှာလည်းမူတည်နေတယ်ဆိုတာလေးကိုကျမတို့အဓိက long term memory ကိုလေ့လာကြရပြင်သိရှိလာကြရပါတယ်။အဲ့ဒါဆိုရင်ကျမတို့ဒီ long term memory ဒီမှတ်ဉာဏ်ထဲမှာအကြာရှည်ထိန်းသိမ်းထားနိုင်မှုအတွက် တိစိတ်ကလည်းပဲမှတ်မိနေတယ်မှတ်တယ်မတိစိတ်ကလည်းမှတ်နေတယ်ဆိုတာလေးကိုလေ့လာရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်အနစ်ချုပ်နေနေပေါ့နိ memory storage space ကိုကျွန်မဆွေးနွေးပြရမယ်ဆိုရင် sensory memory ရှိမယ် working memory ရှိမယ် long term memory ရှိမယ်ဒါဆိုရင်ပထမဆုံး encoding လုပ်တယ်ဒီမှာကဲဟိုသူ့မှာဒီပေါ့နော်၃ချက်၃ဆင့်လုပ်တယ် encoding လုပ်မယ်ဒီက sensory memory ဒီ memory မှာကြတော့ तू ကဒီ အာယုံငံမှတ်ညံမှာကျတော့သူ copy ကိုယူလိုက်တာပဲဘာမှသူလုပ်သေးရမို့ကိုယူရုံပဲသူ copy ပဲလုပ်မယ် phoenix တရားကျတော့သူကတန်စင်နေနဲ့သူက working memory မှာသူက angle လုပ်မယ်ပြီးလို့ရှိရင်သူကဟောဟာရတွေနဲ့ long term memory ကိုရောက်ရှိလာမယ်အဲ့လိုပဲ capacity မှာကျတော့ sensory memory မှာဆိုရင် unlimited သူကလုံးဝဟို ကန့်သက်ချက်မရှိဘူး unlimited sensory memory တော့သူကခဏလေးပဲမှတ်တာပြီးရင်ပြန်ပြောက်သွားအဲ့တော့ကျတော့ခဏအများကြီးသူကဟိုကန့်သက်ချက်မရှိသူပြီးသူမှတ်ဉာဏ်ထဲမှာထည့်ထားလို့ရတာပေါ့သူကသူတစ်စက္ကန့်ဒါ0.25ကနေပြီးတော့တစ်စက္ကန့်အတွင်းမှာသူကမှတ်မိရဲ့ sensory memory ကိုသူကအဲ့လို sensory memory မှာသူကကြာချိန်လေးကတူတူတူတောင်းတာကိုဒါကြောင့် unlimited capacity က unlimited ဖြစ်တယ်။ working memory ကြာအဲ့လိုမဟုတ်တော့ဘူး7 + 2 သူကဒီနေနဲ့ရဟာဆိုထက်ခါထက်ခါလေ့ကျင့်ဆောင်ရမှုလေ့ကျင့်ခြင်းတွေကိုလုပ်ဆောင်စေရမယ်။ဒါဆိုရင်သူ့ရဲ့ memory က very large ညာကြီးကောင်းလာမယ်။နှစ်ပေါင်းများစွာမှတ်မိလာမယ်။ဒါဆိုလို့ရှိရင်ဒီဟာလေးကကျမတို့ memory နဲ့ပတ်သက်ပြီးတော့ဒီ memory storage နဲ့ပေါ့နော် memory storage နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါ။ဒါဆိုရင်ကျမတို့ ဒီ sensory memory sensory memory ရဲ့အကြောင်းလည်းဆွေးနွေးသွားပြီး short term memory ရဲ့အကြောင်းလည်းဆွေးနွေးပြီးသွားပြီ long term memory ရဲ့အကြောင်းလည်းဆွေးနွေးပြီးသွားပြီဒီ long term memory မှာဆိုလို့ရှိလို့ရှိရင်လည်းသူ့ရဲ့ဒီပေါ့နော်သူ့ရဲ့ဒီ coding ဘိုင်းတွေက encoding တွေကဘယ်လိုရှိတယ်နောက်တစ်ခါ capacity ကဒီ memory လိုက်ပေါ့နော်ဘယ်လိုတွေရှိကြရဲပေါ့နော်နောက်တစ်ခုကသူ့ရဲ့ဒီက duration ဘိုင်းတွေပေါ့နော်ဒီ sensory မှာဆိုလို့ရှိရင်0.25 second လေးပဲမှတ်မိနိုင်တယ် နောက်တစ်ခုဒီ walkie memory မှာဆိုလို့ရှိရင်20 second အဲအဲ့လိုအနေပြီး long term memory ဆိုရင်တော့နှစ်ပေါင်းများစွာဆိုပြီးတော့မှတ်မိစေနိုင်အဲ့လိုတွေမှတ်ဉာဏ်တွေတစ်စင်းတစ်စင်းတစ်စင်းကောင်းလာဖို့အတွက်ကဘာတွေရှိရမလို့အရေးကြီးတဲ့အချက်တစ်ချက်ကျွန်မစဉ်းစားရတယ် attention ရှိရမယ်ထက်ခါထက်ခါလေ့ကျင့်မှုရှိရမယ်ထက်ခါထက်ခါလေ့ကျင့်နဲ့ maintain နဲ့ rehearsal တွေများများလုပ်ပေးရမယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲဒီက memory နဲ့ပတ်သက်ပြီးတော့ကြံရှိနေတဲ့ခေါင်းစဉ်လေးတွေကိုနောက်နေ့တွေမှာဆက်လက်ဆွေးနွေးပေးသွားပါမယ် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။